တော့မလားဟုတ်ပြီတော့မယ်ပြီးတော့မလားဂျပန်ပို့ရမှာမြန်မြန်လေးဂျပန်ကအလူမတော့ဝက်စုံလေးဖြန်သီးပေးထားတာအများကြီးပဲအဲအပြစ်မှာလိုက်ကြည့်ရအောင်နော်မြန်မြန်ကအခုပို့ရတော့မှာမြန်မြန် စစ်သက်သူတွေအားလုံးမင်္ဂလာပါနော်ဒီနေ့မှာတော့ထူးထူးခြားခြားအနေနဲ့ဂျပန်မှာဖျားသီးတင်ဖို့အတွက်အမအတွက်ဝစ်စုံလေးဖန်တီးပေးထားပါတယ်ကြည့်ပါဦးအလူမဆိုတော့အလူမနဲ့လိုက်ဖက်တင့်တယ်တဲ့နော်ဝစ်စုံကာလာလေးကိုဖန်တီးပေးထားပါတယ်ဒီမှာရွှေဖလားရောင်လေးကိုနော်ပိုးစစ်ချစ်ကလေးကိုဒီမှာမြပဝါလေးနဲ့နော်ပြီးလို့ရှိရင်ပြင်တစ္ဆာလေးပြင်တစ္ဆာလေးကိုမှလ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 ေးလှလှလေးစီစဉ်ပေးထားပါတယ်အလူမကိုအလူမတင့်တယ်အောင်လို့အလူမတင့်တယ်လှ ပါနေဖို့အတွက်ကောင်းမြတ်ကထောကနေတည်တည်ချာချာအနုစိတ်လက်ရာတွေနဲ့ဖန်တီးပေးထားပါတယ်ဒီမှာကြည့်ပါဦးမြားပဝါလေးဆိုရင်လည်းမြားပဝါအလျောက်တည်တည်ချာချာကိုဒီမှာကြည့်เนาะထိုးထားတယ်မှာပစ္စည်း၃မျိုးလောက်ကိုရောဆက်ပြီးတော့ထိုးထားပါတယ်အရန်လှတယ်တတော်လှတဲ့ဝတ်စုံလေးပါเนาะကဲတခြားအမအတွက်တလက်ဆက်ထဲမှာဖန်တီးပေးထားတဲ့ဝတ်စုံလေးနဲ့တဆက်ထဲမိတ်ဆက်ပေးမယ်เนาะ ဈေးမဲ့လေးနဲ့စုံဆိုရင်လှလိုက်တာเนาะအယောင်လေးတွေကအစဒီမှာကြည့် အမကတခါတည်းကောင်းမြတ်ကြီးကောင်းမြတ်ဖန်တီးထားတဲ့ဝတ်စုံလေးတွေကပုံလေးတွေပဲအမကြိုက်တယ်တိတိချာချာဖန်တီးပေးပါဆိုလို့ဒီမှာတိတိချာချာကိုအယောင်လေးရွေးထားပါတယ်အရန်လှပဲเนาะဒီမှာကြည့်ပါအောင်ဒါလေးဆိုရင်လည်းလေပြာလဲလဲလေးဒီဟာလေးဆိုရင်လည်းချုပ်ပုံလေးတော်တော်လှရဲထဲမှာပါတယ်เนาะအမနဲ့တထက်သေးတသားလေးကြာမှာပါအမကတဲ့ဂျပန်ရောက်တာကိုကြာပါပြီတဲ့ဂျပန်မှာအမြဲတမ်းဗမာဝတ်စုံတွေကိုလေ အမျက်တနိုးနဲ့ဝစ်စင်ဖြစ်တယ်ဆိုတော့ကျွန်တော်တို့အနေနဲ့ဖန်သေးပေးရတာပို့ပြီးပျော်ပါတယ်နောက်ထပ်ကချင်လေးနှစ်စုံနဲ့မိတ်ဆက်ပေးပါဦးမယ်နော်အရန်လာတဲ့ကချင်လေး20ကို ဖန်တီးပေးထားပါတယ်မိကက်ရောင်လေးလှလိုက်တာမိကက်ရောင်လေးမိကက်ရောင်လေးပါမှာပိုနေတဲ့အမိတ်တွေကိုတော့ရင်ဘုံရဲ့အောက်ခြံလေးမှာအုံပြူထားတယ်ဒီမှာဒီမှာဆိုရင်အခုံခုံလေးနဲ့လှလှလေးလှုပ်ပေးထားပါတယ်ပန်းကျဲသေးသေးကိုလည်းမြိုင်မြိုင်လေးလှုပ်ထားပေးတယ်နော်ဒါလေးဆိုလို့ရှိရင်နော်အဲရင်ညိစိမ်းရောင်လေးကြတော်ဝတ်တဲ့အစိမ်းနဲ့တော့မတူရင်ညိစိမ်းရောင်လေးဒါလေးကိုရှမ်းပုံလေးယူထားတယ်ဒီမှာကယိုကီလေးဖြစ်သွားအောင်နော်လှလှလေးချုပ်ပေးထားပါတယ်အခုနောက် ဆုံးနှစ်ဆုံးကကက်ရှမီးယားဒူနာလေးတွေကိုနော်လှလှလေးချုပ်ထားပေးပါလေကက်ရှမီးယားလေးတွေကိုအမိတ်ကလေးတွေကိုသူ့နေရာနဲ့တူအဝင်ခွင့်ချဖြစ်အောင်ချုပ်ထားပေးတယ်ဒီဟာလေးဆိုရင်ရင်ဖြတ်ဆက်ကလေးကျွန်တော်ပြောပါတယ်ရင်ဖြတ်ဆက်ကလေးကအမျိုးသမီးတွေနဲ့အလိုက်ဆုံးပါလို့နော်ဒါလေးကတော့လေတောင်လေးယူထားပါတယ်လေတောင်လေးကိုကယုကီလေးဖြစ်အောင်ပန်းချဲသေးလေးနဲ့တတ်တတ်ရရကလေးယူထားပေးပါတယ်ကက်ရှမီးယားလေးတွေကလေ quality တော်တော်ကောင်းတယ်တိလားပေါ့ပါနေတာပဲဒီနေ့မှတော့ထူးထူးခြားခြားအနေနဲ့ဂျပန်အမားတယောက်တည်းအတွက် တွက်ဝတ်စုံတွေအများကြီးနဲ့ဖန်တီးပေးထားတယ်ပြီးတော့ချစ်တော်တွေကိုလည်းအများကြီးနဲ့မိတ်ဆက်ပေးထားတဲ့အတွက်အားလုံးကကျင်းတဲ့နှစ်သက်လိမ့်မယ်လို့မျှော်လင့်ပါတယ်ကျွန်တော်ဝတ်စုံလေးတွေကိုကြိုက်တယ်ဆိုရင် blog လေးကို public နဲ့ share ပေးပါเนาะနောက် blog လေးမှာပြန်ပြီးစုံတွေးကြရအောင်တတ်တာ